စကိုင်းမြို့နယ်ညောင်ပင်ဝန်းရွာအနီးစကိုင်းမုံရွာလမ်းပေါ်ကင်းမုံဝင်နေတဲ့စိုးစုကပြီးခဲ့တဲ့၃ရက်ကလမ်းပေါ်သွာလာနေတဲ့စိတ်ရောဂါရှိသူဒေသခံအမျိုးသားတဦးကိုပြစ်ခတ်တပ်ဖြတ်ပြီးအလောင်းကိုဆွတ်ပစ်သွားတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပီကိုပြောပါတယ်။မလား20ရက်ညနေ၄နာရီခွဲလောက်ကစကိုင်းမုံရွာလမ်းစကိုင်းမြို့နယ်လက်ကြီးရွာအနီးတန်လန်းဘေးမှာညောင်ပင်ဝန်းစကန်စိုးစုကလက်ကြီးရွာခံ စိတ်ရောဂါရှိသူအမျိုးသားတဦးကိုပြစ်ခတ်တပ်ဖြတ်ထားခဲ့တာပါ။ အလောင်းကိုဒေသခံတွေကကောက်ယူကတကြိုပေးခဲ့တယ်လို့ဆိုပါတယ်။သကိုင်းမုံရွာကားလမ်းပေါ်မှာစောစုကကင်းမုံဝတ်တာဂိတ်ပွင့်ဝင်ညစ်တာတွေလုပ်နေပြီးလမ်းသားလမ်းလာတွေကိုလည်းစိတ်ထင်တိုင်းပြစ်ခတ်တပ်ဖြတ်တာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီစောစုကမန္တလေးသကိုင်းမုံရွာလမ်းနဲ့မန္တလေးသကိုင်းရွှေဘိုကားလမ်းတစ်လျှောက်ကြီးဆိုးတောင်းညံ့နေပြီးအဲ့ဒီလမ်းပေါ်ဖြတ်တန်းသွားလာနေတဲ့စောစုကားတွေကိုတော့ဒေသခံတော်လှန်ရေးတပ်တွေကမိုင်းဖောက်ခွဲတိုက်ခိုက်နေတာဖြစ်ပါတယ်။